ဘေမိုင်းကတော့ဘန်နဲ့ပစ္စောကိုခေါ်ရပြီးဒီထဲမှာဘူရိုအလာဆုံးတယ်မင်းရဲ့လက်ပတ်ပေါ်အကျိုးချဆုံးပဲဒါပေမဲ့စစ်ချက်ကောင်းတဲ့အင်ဖိုမတီကိုပဲကြုံမြင်နေရတယ်။သူ့ရဲ့ဝဆာဟောင်းနေတာသူ့ရဲ့ချက်တွေရှိမှုကိုပုံကွယ်မနေဘူး။ပြီးတော့သူဟာတခင်မတဲ့အများကြီးချုံမော်လာပါတယ်။သူ့တဲ့တော့ဝမ်းနေစရာပဲ။သူ့နမဲတော့စမ်းနှုတ်ခင်မနေစီလို့နေတွေ့တယ်။ဆန်သားနေရတယ်နှစ်မောင်လုံးနဲ့။အတားရတဲ့နင်းတော့ပြူစတဲ့ဝိဇာတို့တဲ့သူဟာစနုပိုင်းဆိုတော့တခင်မတီးလို့တွားရပါတယ်။တမကစနုပိုင်းကတော့ကျန်တိုက်လို့နေခဲ့ပြီ။တရိစန်တင်တဲ့သူတချင်းစိုးလို့နေခဲ့ပြီ။တချင်းစိုးတဲ့ကိုကြားတဲ့တဲ့မင်းသားရောက်လို့လာရပါတယ်။ စနုဘက်ကတော့နှံ့ပြီးထွက်လာတော့ခဏလေးပါရာကျွန်တော်ဘာမှမလုပ်ပါဘူးလို့တွေးစီချင်းမှာစနုဘက်ကတော့ထားပေးပြီးအပေါ်တက်သွားရပါတယ်မင်းသားတွေကတော့တူတူတူတကောကမိကလေးကိုတချင်းနဲ့ရှေ့လို့နေခဲ့ပါတယ်တပတ်ကတခင်မကတော့စနုဘက်ကိုတခိုင်းခဲ့ပြီးမုတ်တူကတော့စနုဘက်ဟာမလေးမငယ်ဖြစ်ကြောင်ပြောတော့တိတ်ဆန်းမတူတဲ့တိုင်းလာလို့ရှမ်းမရှင်းနဲ့တကယ်လို့ငါခိုင်းတာမအောင်မြင်ဘလို့ပြစ်ပေးတယ်ဆိုတာမသိရမလားမှန်လားမကျွန်တော်မျိုးတိကျောင်းမှာသူ့ကိုတက်လိုက်တာဒီစားရဲလားဆိုတာဒီလိုတည်းသူ့ရဲ့နှလုံးကိုဒီတက်တာတည်းထည့်ခဲ့ဖို့မှားလိုက်ပါတယ် မင်းမင်းကတော့တန်းကြီးလေထဲမှာပန်နီကူငကလေးနဲ့ချီလူနေစင်းမှာသူ့အတက်မဲ့တူကနောက်ကနေရောက်လာပြီတဲ့မဲ့လို့တော့ဆန်နိုဘက်ကနန်းလို့နေခဲ့ပြီးသူ့အတက်မဲ့တူကဆန်နိုဘက်ကအရန်လာတာကြောင့်မတည့်ရလို့တင်နေခဲ့ပြီးတောက်ပါပါတို့ရကျွန်တော်ပြောဆန်နိုဘက်ကိုမတည့်ရပါဘူးတခင်မကြီးကမနာလိုစိတ်တွေအရန်များပြီးယူနေမီတော့ပြောဆိုလိုက်ပြီးဆန်နိုဘက်ကိုဒီနေရာနေဝေးတဲ့နေရာတော့တောက်တော့ခိုင်းခဲ့ပါနဲ့စနုဘကတော့ပြင်းပြ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 ီးလမ်းမှာအလေးတည်းတည်းတုံရမှာတည်းတည်းပြင်းနေတဲ့တုပ်ခုတွေကိုချက်လို့ရပြီးရေထဲမှာထင်းချောင်းတွေလိုပြုတ်ဝင်နေတယ်ပြီးကျောင်းလေးနဲ့ဂျုံလိုက်ရတာကြောင့်ဆက်ပြင်းနေတဲ့တနေရောင်ရောက်လို့တွားတော့ အားရင်နဲ့ကုန်ခန်းတိုင်းကြောင့်လဲလျောက်နေခဲ့ပါတယ်။လဲနေတဲ့စနိုဝက်ကိုတရိတ်ဆန်နေရာကြည့်တွေ့နေခဲ့ပြီးစနိုဝက်ကရှုပ်တဲ့ထလာတဲ့ကြောင့်တရိတ်ဆန်နေလေအကုန်လုံးကလန်သွားတဲ့ကြောင့်ပြေးမောင်းလိုက်ရပါတယ်။ငါတော့မှန်ပါတယ်။မင်းတို့ကျွန်တော်လည်းကိုမရှိရပါဘူး။မင်းတို့ဒုက္ခပြဖို့ရောက်လာတာပေါ့ကြောင့်လေ။တရှိတဲ့ပုတ်ဆိုကတရိတ်ဆန်နေအကုန်လုံးကလည်းသူ့စီကိုရောက်လို့လာရပါတယ်။ တချင်းစိုးတိုင်းနဲ့နောက်ပါတော့နေထိုင်စရာသွားလာစရာနေရာမရှိကြောင်းနဲ့အကယ်၍မင်းတို့ကငါနေလို့ရမယ့်အိမ်လေးများရှိရင်ပို့ပေးလို့ရမလားလို့ပြောတော့ပိုက်ပို့ပေးခဲ့လိုက်ပြီးတောင်တန်းနဲ့အထက်တက်ကားရန်ထားတဲ့အိမ်လေးကိုရောက်လို့တွားရပြီးဒီအိမ်လေးကစစ်စံကောင်းပြီနေလို့အဆင်ပြေရောက်တော့ပြီးအိမ်ကိုတွားကြည့်ခဲ့မှတယ်အိမ်အပြင်ကနေအရှင်တို့လမ်းကြည့်လို့နေခဲ့ပြီးအိမ်ထဲမှာလူရှိတာကြည့်ချင်တာကြောင့်ဒါခေါက်ကြည့်တဲ့ခါမှာတော့တစ်ချက်ကလေးမှမတွေ့ပြန်တဲ့ကြောင့်အိမ်တဲကိုပဲကြည့်ခဲ့ပါတယ်။အိမ်လေးရောက်တဲ့ခါမှာတော့လက်ပတ်ကြည့်လို့နေခဲ့ပြီးသင်္ဆာစပွဲမှာပကံနေပေါချွန်းနေချိတ်တွေနဲ့ရှုပ်ပွားလို့နေခဲ့ပြီးတခြားညာကလည်းလက်ပတ်ကြည့်ခဲ့ပါတယ်။ တခြားနေရာတွေကလည်းထိုးနေတော့အောင်ရှုပ်ပတ်လို့နေခဲ့ပါတယ်။ဒီငါရှုပ်ပတ်နေရာကြောင့်လူရောနေရလားရှို့ရှိပါမလားအမျိုးမျိုးစဉ်းစားကြည့်ခဲ့ပါတယ်။ဘလိုမျိုးတွေပြန်ငါတို့ဒီနေရာကိုရှင်းအောင် အကေဝိတ်အင်ရှင်တွေရောက်လာရင်အင်္ဂါတန်ရှင်းပြရာကြောင့်အနည်းဆုံးတော့ငါ့ဘေးမှာပေးနေတော့မှာပဲဆိုပြီးပြပြတော့အားလုံးကလည်းထောက်ခံခဲ့ကြပါတယ်။အဲနောက်မှာတော့တိရစ္ဆာန်တွေကလည်းတယောက်တစ်မျိုးကိုစီတာဝန်တွေယူခဲ့ကြပြီးမိမိတာဝန်ယူထားတဲ့အရာတွေကိုရှင်းလင်းခဲ့ကြပါတယ်။အဲ့နမတော့အင်ဘော်တက်ကိုတွားခဲ့ပြီးဂရင်အသစ်ခုနှလုံးကိုသွေးခဲ့လိုက်ပြီးနမယ်ရိုကရေးထူတာကိုနေရာလိုက်ရပါတယ်ဒေါက်တာပျော်ရွှင်နာချီ အာအလေးဒေါ်လာကိုအရှက်လေးနဲ့ကာလာနာဟာဆိုပြီးတော့ရေးထားတာကိုပြန်လိုက်ရပါတယ်။ဆလုဘက်ကတနေ့ကိုအရှင်းစားတာကြောင့်ပြန်မလို့အစ်ဆက်ချင်တာကြောင့်ခဏနားရကြပါတယ်။တခါမှာတော့လူပူလေးတွေကစိန်လီကိုတူပေါ်လို့နေခဲ့ကြပြီးအလုံဆင်းချင်ကလည်းရောက်လို့တွားရပါတယ်။သူတို့ခုနှစ်ယောက်ကအိမ်ပြန်ချင်ကိုတချင်းလေးတိဆိုကပြန်လွတ်နေခဲ့ကြပြီးအိမ်လာရောက်ချင်မှာတော့သူတို့အိမ်ကမီးလေးလို့နေခဲ့ပြီးအိမ်ရဲ့မိကူခေါင်းနိုင်ကလည်းမိကူတွေထွက်နေကြတော့အိမ်ကိုတက်မှတ်ပြန်ပြီးစောင့်ကြည့်လို့နေခဲ့ပါတယ်။ နောက်တော့သူတို့တဲ့ကကြောက်ဝူဆောင်လို့ဝင်ခဲ့ပြီးကျက်လက်တို့တွေကိုလည်းနောက်ကလက်ဆိုင်စီခဲ့ပြီးအင်းလေးကိုဆက်တင်လို့ဝင်ခဲ့ပါတယ်အင်းလေးကြောက်တဲ့ခါမှာတော့တိတ်တိတ်လေးလှုပ်ရှားခဲ့ပြီးအင်းရဲ့နေရန်အမိုက်တင်တဲ့ပကံလေးရတဲ့စေးထားတာကြောင့်အန်အောလို့နေခဲ့ပြီးသမစားစပွဲရတယ်မီးရောင်တွေထုံးကပကံလေးရတဲ့အစီဖြစ်နေတာကိုမြင်လိုက်ရပါတယ်အဲနောက်မှာတော့နာရှင်ကနာရှင်မဲလို့တော့အားလုံးကဝမ်းပိတ်လိုက်တာကြောင့်အစဉ်ပြေခဲ့ပေမဲ့ဒုတိယတစ်ခေါက်မှာတော့မအောင်နိုင်တော့တာကြောင့်နာရှင်လိုက်ပါတယ်ခွေးဆောင်ဒီချိန်မှနာရှင်ရတလား အားလည်းဘယ်တက်နိုင်မှာမလဲ။ပေါင်းနိုင်တော့လို့နှာရှင်လိုက်တာပေါ့လို့ပြောရင်းဆိုရင်လည်းတတိယတစ်ခါမှလည်းနှာရှင်ပြန်တော့အားလုံးကဝမ်းကြမ်းရကြပြီးနောက်ထပ်နှာမရှိအောင်သူ့ရဲ့နှာခမ်းမနဲ့ခြေလိုက်ပါတယ်။ငါတည်းကတော့သူတို့ကြောက်နေတာသိရကြောက်တဲ့တောင်းတော့တင်းနဲ့ခောက်လိုက်ချင်းမှာလက်လို့တွားရချက်ပါတယ်။နောက်တစ်ခါသူတို့အတန်နဲ့ထက်လို့တော့သူတို့ကပိုကြောက်လို့တွားပြီးဖေးပုံးချက်ပါလေတော့ဗျာ။အဲ့နောက်မှာတော့သူတို့တွေကတယောက်ကအပေါ်တက်ပြီးအပေါ်မှာရှိနေတဲ့အရာကိုဖယ်ရှားရမယ်ပြောတော့ ူတို့တည်းကငါအဝမိခွက်ပေးပြီးအပေါ်တခိုင်းခဲ့ပါတယ်အပေါ်ရောက်တဲ့ခါမှာတော့အပြောင်ပိတ်စာလှုပ်နေကြအောင်အမြန်ပြေးတတ်ရပါတယ်ဂျန်လေးတို့တွေကလည်းအိမ်မျိုးကိုပြေးထွက်ခဲ့ကြပြီးအိမ်ထဲမှာဂျန်လေးတဲ့အင်္ဂါအာထွက်လာခြင်းမှာဂျန်လေးတို့တွေကမိစာချင်တာကြောင့်ဝါရခဲ့ကြပြီးခဏချိန်မှာတော့လူမလို့တွားခဲ့ပါတယ်အဲ့တော့မှာတော့သူတို့ကနောက်တစ်ကြိမ်အိမ်ထဲကိုဝင်ခဲ့ကြပြီးပိတ်ဆော့ဖြူကအောက်မှာရှိနေတဲ့အရာဝိုင်းရမယ်ကျန်တော့ပိတ်ဆော့ဖိုကိုလှန်လိုက်ခြင်းမှာအရာချုံမလပ်ပါနဲ့မိကလေးဖြစ်နေတော့နင်းလိုက်ရတော့မရိုက်ရတော့ပဲစစ်တက်ခဲ့လိုက်ပါတယ်အဲ့တော့မှာတော့ဆွန်နဘက်ကနိုးလာခဲ့ပြီးအလင်းရတော့လှန်သားရပါတယ် ဲနောက်မှာတော့ Snow White ကထွတ်ထွတ်ရဲ့တယောက်ချင်းရဲ့နာမည်ကိုတွေ့ပြလွန်နေခဲ့ပြီးအားလုံးကအန်အော်နေခဲ့ကြပါတယ်။မြင်ရမလို့လဲ။ဘာကြောင့်ရှောက်နေရလဲ။ဘေးကြည့်ခဲ့ပါလဲ။ဟာ Snow White တီးငါ့ရဲ့မိတွေဘေးမှာရှိကလိုက်တက်နေရကြောင်းဒီလိုရောက်နေတာလို့ပြောပြခဲ့ပါတယ်။ဟောမနေတော့ပါနဲ့။ငါလင်းစားမရှိဘူးလို့ပြောပြခဲ့ပါတယ်။ဒီမှာဒါနေထိုင်ခွင့်ပေးမယ်ဆိုရင်အိမ်မုတ်ကိစ္စတွေပေးတဲ့ရှင်ရည်တွေစိုက်တော့ရအိုးရှိုတာတွေကိုပါလုပ်ပေးမယ်။နောက်ပြီးဘီလိုစိုက်ရင်လည်းမုတ်တွေကိုပါလုပ်ပေးမယ်လို့ပြောတော့နေထိုင်ခွင့်ပေးခဲ့ပါတယ်။ Snow White ချက်တာတဲ့ခင်ကမွေးရကြောင်းသူတို့တွေကမအောင်နိုင်တော့ပဲလူရဲစိုက်ရပါတယ်။ ဆလိုဘက်ကတော့လက်စင်မှုကစားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့သူတို့ခုနှစ်ယောက်ကလက်ကတက်ပြီးစေးစားမလို့ကြောင့်ပြောတော့တယောက်ချင်းစီရဲ့လက်တွေကိုကြီးခဲ့ပါတယ်သူတို့တွေရဲ့လက်တွေကမတက်ကြောင့်ပြောပြီးလက်စင်မှုမစားမှဖြစ်လို့ပြောတဲ့ခါမှာတော့သူတို့တွေကလက်မလို့ချေပေမဲ့ကိုယ်လက်စေးကြောမှစားမှဖြစ်တာကြောင့်စေးကြောရေးချပါတယ်သူတို့တွေကတယောက်ဖြစ်တဲ့ဒေါ်တော်ဦးဟာမင်းတို့ဦးဟာဘီဆွေနေကြောင်းနဲ့လက်မလို့ကိုပြောခဲ့ပါတယ်စင်းတဲ့သူတွေကတော့ပျော်ရွှင်ကြည်ညိုစံနဲ့ရေမှုထိုးနေခဲ့ကြပြီးဒေါ်တော်ဦးကတော့တနေ့မှာစမ်းစမ်းလာရှိတယ်နော်တနေ့မှာတည့်ရတော့ရေမချိုးခဲ့ပါဘူး အဲနောက်မှာတော့ channel တွေကသူ့ကိုရေချိုးဖို့အတွက်တိုင်ပေးခဲ့ပြီးသူ့ကိုဖမ်းချုပ်ကောင်ဝိုင်းပြီးရေချိုးပေးခဲ့ကြပါတယ်အဲနောက်မှာတော့ BMG ကနောက်တစ်ခါမန်ရှိကိုရောက်လာပြီးဘလူးကလာဆုံးလဲထမ်းပေးခဲ့ပါတယ်မန်နဲ့အမိတ်စာကတော့လူပူတွေခုနှစ်ယောက်အိမ်မှာရှိနေတယ်ဆန်နိုဘက်ကလည်းအလာဆုံးဖြစ်တယ်လို့တွေးခဲ့ပါတယ်ဆန်နိုဘက်ကတော့တဲမှာတည်သွားပြီးမိုးဆိုးကငါ့အတွက်သူ့ရဲ့နှလုံးကိုတက်တေဖိရှူလာပေးတယ်လို့ပြောခဲ့ပါတယ်ဒီတိုင်းရဲ့အလာဆုံးဆန်နိုဘက်ကအသက်ရှင်နေတည်တယ်ခု BMG လက်ထက်မှာရှိနေတဲ့နှလုံးကဝက်ရဲ့နှလုံးဖြစ်တယ်လို့ပြောခဲ့ပါတယ်ဘင်းမကတော့အဲ့နှလုံးနဲ့ထောက်ချောက်ဆင်ခင်ရတော့တီးလို့သွားခဲ့ပါတယ် အင်းတို့မှတော့ဘေးမှာကြီးကလူပုလူအိမ်ကိုတော့တော့ရောပြောင်းရုပ်လည်းပညာနဲ့မော်စေးရီတို့ကိုပေါ်ဆက်လို့နေခဲ့ပြီတောက်လိုက်ပါတယ်တောက်လိုက်ချိန်မှာဆုံးမအဖြစ်တို့ပြောင်းသွားရပြီဆုံးမကြီးကတော့မင်းသမီးကိုအနှွေနည်းနဲ့တက်ဖို့အတွက်ပေါ်ဆက်ထားတဲ့စေးရီတွေကိုပန်းတီးကြောင်ထည့်လိုက်ပါတယ်အဲ့ဒီပန်းတီးကစားလိုက်တာနဲ့တခါတည်းတင်းစင်နိုင်ပါတယ်ဒါမှမဟုတ်မင်းသမီးနဲ့လူပုလေးတို့ကတော့ရှေ့ချီနှုတ်စာကောက်ခုန်နေခဲ့ကြပြီဆုံးလို့ဘက်ကတော့လူပုလေးခုနှစ်ယောက်နဲ့တရစ်ဆန်တွေကိုပုံမေပြုတ်ပြလွန်နေခဲ့ပြီအဲ့ချိန်ကလည်းရောက်လို့လာရပါတယ်အဲ့ချိန်ရောက်တဲ့ခါမှာတော့အားလုံးကလည်းအပေါ်တက်အိတ်မယ်လို့တော့ပေါ့ဒါပေမဲ့သူသူတင်းကတယောက်ကဆနိုဝိုက်ကိုအပေါ်တက်အိတ်စေခဲ့ပါတယ် စလို့ကကြတော့မင်းတို့ကပြန်มาအိမ်มาလေဗီဂျီခါမှာတော့ငါတို့ကတယောက်မှာအစင်ပြေကျွန်တော်အိမ်မဲလို့ပြောပြလိုက်ပြီးကျန်တဲ့သူတွေကလည်းလက်ခံခဲ့ပါတယ်နေရမရမဟုတ်ကျူတိနေရငါအားကတော့ခုန်နှန်းတို့တော့ပြီးအရင်အိတ်ခဲ့ပါတယ်မင်းတို့ကိုညာချမ်းမှာအိတ်ဆက်နိုင်ပါစေလို့ပြောဆိုခဲ့လိုက်ပြီးမင်းတို့အခန်းထဲဝင်လာချိန်မှာတော့သူတို့တွေကခေါင်းအုံကိုလိုခဲ့ကြပြီးပြဲလို့တွားလိုက်ပါတယ်အဲနောက်မှာတော့သူတို့တွေကမတူညီတဲ့နေရမျိုးစုံကနေအတီးတီးအိတ်ဆက်ရဲ့တညာလာအောင်ထမ်းခဲ့ကြပါတယ်မနက်မှာတော့အလုပ်သွားတော့မှဖြစ်တဲ့လူပူလေးတွေကိုမင်းမကြီးကနန်းနာကြောင်ချန်တဲ့သူတွေကလည်းတယောက်ချင်းတန်းစီကအနားခံခဲ့ကြပြီ လူလင်အားကတော့တစ်ခေါက်ပြီးတစ်ခေါက်အနမ်းခံလို့နေခဲ့ပါတယ်ဒေါရောက်ကလည်းသူလည်းနမ်းခံကျင်တာကြောင့်အနမ်းမခံခဲ့မှန်ကြည့်လို့နေခဲ့ပြီးမင်းတို့မရှိရောက်တော့သူ့ကိုမေ့မှဆိုတာကြောင့်ချောင်းဟက်လို့နေခဲ့ပြီးမင်းမီးကတော့သူ့ကိုနမ်းလိုက်ပါတယ်ဒေါရောက်ကလည်းနမ်းခံရတာကြောင့်ပြုတ်တနေခဲ့ပြီးလမ်းတော့ကြီးမလျှောက်နိုင်တော့တာကြောင့်ရေတွေပြုတ်ကျသွားခဲ့ပါတယ်မင်းမီးကမဟုတ်လို့ချိန်မှာဆုံးမရောက်လို့လာပြီးဒီမှာမင်းတယောက်ပဲလားလူပူလေးတွေရောလို့မေ့ကြည့်ခဲ့ပါတယ်မဟုတ်လို့လားမြင်ရတာကြောင့်လူပူလေးတွေကပန်းတီးနဲ့လှုပ်တမုတ်တွေဆိုကြိုက်တယ်လို့ပြောဆိုခဲ့ပြီးပန်းတီးကိုပေးခဲ့ပါတယ်ပန်းတီးကနေရပြီးစားစင်စရာကောင်းပါပဲလို့ပြောတော့စားကောင်းတယ် မင်းစကြည့်ပါလို့ပြောခဲ့ပါတယ်။ငတ်တရဆိုးမမှန်တူလို့နောက်ဆက်ခဲ့ပြီးမင်းမီကတော့ဆိုးမကိုအိမ်ထဲခေါ်သွားခဲ့ပါတယ်။ဆိုးမကတော့မင်းမီကိုပန်းတီကျွေးတဲ့ချိန်မှာမင်းမီကတခိုင်စားလိုက်ရုံပဲရှိတဲ့တည်သွားခဲ့ပါတယ်။တပတ်မှာတော့ငတ်နဲ့တခြားတော်တော်လေးကလူပုလေးတွေကိုတောက်ခေါ်လို့နေခဲ့ပြီးအစားပိုင်းမှာတော့သူတို့နောက်ဆက်တယ်လို့ထင်နေခဲ့ပြီးတူတူတဲ့တယောက်ကဘီရင်မစနုဝက်ကိုဖမ်းမိသွားတာများလားလို့ပြောတော့အားလုံးကလည်းတည်သွားမိသွားခဲ့ပြီးအားလုံးကအိမ်ကိုအမြန်ပြန်ခဲ့ကြပါတယ်။ပြပြလာတဲ့ဆိုးမလေးကိုလူပုလေးတွေကလိုက်လို့နေခဲ့ကြပြီးဆိုးမကတော့ကျူးစင်းနေသူတောင်ပေါ်ကနေပြုတ်ချတီးဆုံးခဲ့ပါတယ် စနုဝက်ကတော့အစမတားကြောင့်တေးလို့တောင်းပြီးလူပူလေးနဲ့တိရစ္ဆာန်တို့ကလည်းစိတ်မကောင်းဖြစ်တာငိုယုံနေခဲ့ကြပြီးအဲနောက်မှာတော့မင်တာလေးကရောက်လို့လာရပါတယ်ဒါပေမဲ့ကံကောင်းတာစနုဝက်ကတည်သွားတာပေါ့ပဲမျောနေရတာအသက်ပြင်းနေခဲ့ပြီးအားလုံးကလည်းပျော်ရွှင်နေခဲ့ကြပါတယ်မင်တာလေးကတော့မင်းသမီးလေးတက်တဲ့စနုဝက်ကိုချစ်ချောင်းချိန်ချောင်းတော့မပြောဘဲတခါလေးမှားသွားမှလေရောဗျာ